စစ်ကောက်စီကပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစီတင်ကို ကာကွယ်မယ်လို့ပြောဆိုထားပြီးမယ်။တန်လေးကအရက်သားတဲ့အနေထိုင်တဲ့နေရာသုံးခုကိုညအချိန်ဘုံကြည့်တဲ့အတွက်အသက်စင်းနေတဲ့အရွယ်အမျိုးသမီးငယ်တယောက်အပါအဝင်၄ယောက်တည်ဆွန့်ခဲ့ရပြီး၆ယောက်တရားပြင်ထန်ခဲ့ပါတယ်။စနန်းကြီးကြည့်ရောကနေကြောက်ကြီးကြည့်ရောမှာစစ်ဘေးရှောင်နေကြတဲ့မိသားစုဝင်တစုကဦးဦးထွန်းဝင်းလေးစင်းနေတဲ့ ဒေါ်နင်းဝေခိုင်လေးရှိသုံးနေနဲ့မအီပရီမိုစင်းနေနေတို့တည်ဆုံခဲ့ရပြီးမောက်ချီလေးကျော်ကလည်းကြောက်ကြီးကျော်မှစေဘေးရှောင်းနေတဲ့ဒေါ်အပူလေးရှိချင်းနေလို့တည်ဆုံခဲ့ရပါတယ်ဒါအပြင်ကြောက်ကြီးကျော်မှနေထိုင်သူ6ယောက်တန်ရရှိတော့ခဲ့ပြီးအဲ့ဒီထက်က6ယောက်ဟာတရားပြန်ထန်ပြီးစိုးရင်ရရလို့ဆိုပါတယ်စစ်ကောက်စီဟာကြောက်ကြီးကျော်ကိုဇွန်လ9ရက်နေ့ညနေ10:00နာရီ10မိနစ်နဲ့10:25မိနစ်လောက်မှာဘုံနှလုံးချီချခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒါအပြင်စစ်ကောက်စီလေတက်ကဟာအဲ့ဒီနေ့ညနေ7:00နာရီကျော်လောက်မှာလဲတန်တဲ့မြို့စစ်သားစုစုရေးဌာနအဆောင်အပါဝင်ကြောက်ကြီးနဲ့ပစံဖြစ်ကြေးော်အတွင်းကစစ်ပိချောက်တွေခိုးလုံနေကြတဲ့စာတင်ကြောတွေကိုဘုံကြီးတက်ခိုက်ခဲ့ပါတယ်အခုလိုဘုံကြီးတက်ခိုက်ခဲ့တာကြောင့်ကြောက်ကြီးရုံနဲ့ပဇံဖြစ်ကြီးော်ကစာတင်ကြောက်တွေပြည့်စည်တော့ခဲ့ရတယ်လို့အနိနာကနေတဲ့အများပြားလဲပြည့်စည်တော့ခဲ့ရလို့ဆိုပါတယ်ခင်ဗျာ